အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDN စစ်သားစင်ရောပါ2025ခုနှစ်မတ်လ18ရက်နေ့မနက်ခင်းစီရီတဲ့အခင်းချင်းနေနဲ့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေကိုဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့တော့နေပြည်တော်ဘက်ကတစ်ချက်လှည့်လိုက်ကြအောင်အမှတ်6စစ်စင်ကိုကဲမှုဌာနချုပ်ဟာနေပြည်တော်သဲဗျူမှာအခြေစိုက်ပါတယ်ဘေးနံတက်တွေကတော့ခမရ413နဲ့ခမရ414ပဲဖြစ်ပါတယ် စေယုံချုပ်ကိုအဓိကလုံခြုံရေးတာဝန်ယူထားရတဲ့စကခ6အတွင်းမှာအဝိဇာအမြောက်တွေတင့်ကစံချက်ကရှင်နေနဲ့တက်လက်ပြင်ဆင်နေကြပါတယ်။အမှတ်6စစ်စင်ရေးကုကဲမှုဌာနချုပ်ရဲ့ပတ်လည်စိုးမိုးကုန်းတွေမှာလည်းတက်တဲ့ပြင်စုဖွဲ့နေကြပါတယ်။တက်ပတ်ချလည်းဆက်သွယ်ရေးမြောင်းတွေကိုလည်းမြေတူးဆက်တွေနဲ့တူးဖို့ကအခိုင်အမာခံစစ်ပြင်ဆင်လည်းရရှိပါတယ်။ဘင်းနံတက်တွေဖြစ်တဲ့ခမရ413နဲ့ခမရ414ကို ဆက်သွယ်ရေးမြောင်းနေတဲ့ကိုရဲဖွဲ့ဆက်သွယ်ပြီးတော့တူပေါ်ထားခြင်းဖြစ်ပါတယ်အရေးကြောင်းဆိုရင်တတ်မှမူ view မှူးတွေပုံခုဖို့အတွက်ခမရ413အတွင်းမှာကိုကဲမှုဘန်ဂါဆိုပြီးတော့ဘန်ဂါထဲမှာဂရဲရိတ်ခါနဲ့ဆက်သွယ်ရေးဇက်တွေပါအရန်နဲ့ပြုလုပ်ထားတာပါစကခ6အတွင်းထဲမှာလည်းအာနာသိန်းဇာအာနာသိန်းဇာဂရဲကအရေးကြီးနိုင်ငံရေးအကျဉ်းသားတချို့ကဖန်စီထိန်ထိန်စစ်ကြောနေတာတွေယနေ့ထိရှိနေပါသေးတယ်တရင်ကတေးကြပါတယ် ဗိုလ်ချုပ်တယောက်ရဲ့ PSU ကိုရီးအရာစီကကိုရီးအရာရှိစီကလည်းရရှိတဲ့တည်ရဖြစ်ပါတယ်။ဆာကခါလို့ခေါ်တဲ့တမဌာနချုပ်အတွင်းမှာဂျမ်းမာ73လုံးတက်ဆင်ထားပြီး73လုံးဖွင့်လိုက်တဲ့ဆိုရင်ကိုပဲပတ်ဝန်းကျင်ကရုပ်မြင်သံကြားလိုင်းတွေပါပြတ်တော့ကုန်ပါလေ။တခါတရံမှာဆာကရဲ့နောက်ကျောဘက်တွေကိုလက်နဲ့ကြီးနဲ့နှလုံးစာ၃လုံးစာ၆လန့်ပြစ်ခတ်နေလေးရှိပါတယ်။နေပြီးတော့စေယုံချုပ်မှာရှိတဲ့မင်းအောင်လိုင်ရဲ့အိမ်တော်ထဲမှာလည်း ဘန်ကငါးလုံးအခိုင်မှာဆောက်လို့ပြည်သိတော့ယူဖြစ်ပါတယ်။နေပြီးတော့စစ်တမ်းရုံးရဲ့ဖုန်းနံပါတ်လေးပြီးကျွန်တော်ပေးပါမယ်။စစ်တမ်းရုံးကတော့ကျွန်တော်တို့ဥပါဒတန်လီဥပါဒတန်လီစီရီကြီးနဲ့မလန်းမကန်းမှာတည်ရှိပါတယ်။စစ်တမ်းရုံးရဲ့စီရေးဌာနဖုန်းနံပါတ်ကတော့3932 3932 1ဖြစ်ပြီးတော့စခန်းရုံးရဲ့ဖုန်းနံပါတ်ကတော့3932 3932 45ဖြစ်ပါတယ်။တိုင်းစစ်ဦးစီးချုပ်ရဲ့ဂျုံဖုန်းနံပါတ်ကတော့3932 3932 46ပဲဖြစ်ပါတယ်။ နေပြည်တော်မှာလည်းခံစစ်ပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပားအချက်နဲ့ဖြစ်ပါတယ်စာခ6စစ်စင်ရေးကုကဲရေးမှုဟာစစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ကိုပါပူတွဲထမ်းဆောင်ရတာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့စာခမှုဟာဗိုလ်မှူးချုပ်ဇေယဝင်းစစ်တပ်ကလူအပတ်စဉ်43ကတာဝန်ယူထားပါတယ်စာခ6စာခမှုဆိုပေမဲ့တနင်္လာနေ့ကနေတောက်ကြနေ့ထိနေပြည်တော်စစ်ရုံးချုပ်မှာရုံးတက်ရပြီးစနေတနင်္ဂနွေမှသာတမဌာနချုပ်ကိုပြန်လာရလိမ့်ရှိပါတယ်ဗျာ အထိတ်တောင်တိုင်းစစ်ဌာနချုပ်ငယ်မြေအနန်းကွင်း viewer ပဲတဲ့အနန်းကွင်း viewer ပဲတကြောမှာငြိမ်သက်နေပါတယ်လကုံလို့ရိတ်ခါပို့တဲ့အချိန်ကြရင်တော့ပြည်တံခတ်တံကိုကြားလာရအောင်မယ်လို့ထင်ပါတယ်အနန်းကွင်းဟာနောက်ဆုံးရောက်လာတဲ့အင်အားတွေနဲ့ဆိုရင်အင်အား230ဝန်းကျင်မှာရှိနေနိုင်ပါတယ်ခံစစ်အသေးပြင်ဆင်ထားပြီးတော့ပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုရင်ဆိုင်ထားရတဲ့ကာလကြာရင်ဆိုင်ထားရတဲ့စခန်းကုန်းတွေကအခုဖြစ်ပါတယ် မကွေးတိုင်းဂံကောမြို့နယ်ကစစ်ဆောင်စခန်းတစ်ခုကိုလေကြောင်းကနေတိုက်ခိုက်ခံထားရပါတယ်။ယခုလမတ်လ10ရက်နေ့က10ရက်နေ့မှာဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။ဆက်သွယ်မှုပြတ်တောက်နေတာမို့မနေ့ကမှသိရပါတယ်။ CDM စစ်တီ2ဦးသေဆုံးပြီး CDM 10ဦးဒဏ်ရာရတာမိသားစုဝင်2ဦးလည်းထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဗရန်တက်နေမှာတော့အရင်ရက်ကပြောခဲ့တဲ့ WY နဲ့တင်ဆောင်လာတဲ့အုတ်ကြီးရဲ့ကားကတော့ရိုးရမပြတ်ပိုင်ရှင်မဲ့ဖြစ်သွားရပြန်ပါတယ်။ ကယ်ရီရိုက်တယ်ဆောင်လာတဲ့ကောက်ဆာစလေးကစစ်သားတွေကတော့ပိုင်ရှင်မဲ့ဖြစ်လိမ့်မလားအပြစ်ပေးဖို့အတွက်နိုင်ရံကိုပို့လိမ့်မလားစဉ်းစားနေနေတာရှိပါသေးတယ်အမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်ကထုံထုတ်အင်အားတွေဇင်ပြိုးဘက်ကိုတပ်ဖြတ်နေတာလည်းရှိနေပါသေးတယ်မြို့ဝကျွန်းမဒေသမြောက်ဆန်းအခြေဆိုင်အမှတ်344အမြောက်တက်ရင်အခိုင်အမာခံစစ်ပြင်ဆင်နေပါတယ်အရေးပေါ်ဖြစ်နေတဲ့အတွက်မြေတူးဆက်တွေနဲ့တူးဖော်နေကြခြင်းဖြစ်ပါတယ် တူချင်းမိတ်တလင်တရေကုန်ရေတို့စင်သေးတီတာကုန်းမြင်ကြီးရာကဒေသခံအမျိုးသားတွေကိုလှုပ်အားပေးစစ်ခေါ်ပြီးတော့ကွန်ကရစ်ဖန်ကားတွေဆောက်လုပ်နေကြတာဆောက်လုပ်နေကြတယ်ချန်စီယိုဥဒတိုင်းကာယံချင်းတွေအလင်းစလူဆောင်ရွက်နေကြပါတယ်မတိုင်းချောင်းဂွာလန်းဘောကမိုင်းတိုင်းအမှတ်7မိုင်၄ဖာလုံးတီဟိုကင်းအဆက်ကတတ်ထောက်ခံဘောမတယောက်ရဲ့နေရင်ခြံဝင်းထဲမှာလက်နက်ကြီးစခန်းတစ်ခုအခြေပြုတ်တပ်ဆွဲထားပြီးလက်နက်ကြီးလက်နက်ငယ်များနဲ့73မိုင် စာဦးစမ်းနဲ့ကြောက်တိုင်ဝေကျွေးရတဲ့ဘက်တွေကိုနှောက်ရက်ပြစ်ခတ်ဖျက်ဆီးလျက်ရှိပါတယ်။ရှမ်းမြောက်ကိုအစာမကြေရင်ပြည့်ရင်ငယ်ဖြစ်နေတဲ့စစ်တပ်ဟာနောင်ချိုကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လိုက်ပြန်ပါတယ်။မြေပြင်ကနေပြန်လဲပြစ်ခတ်ပြစ်ခတ်တိုက်ခိုက်နိုင်ရည်ရှိတယ်။ဆိုတော့စစ်မဲ့ဖြစ်ပွားတဲ့နေရာတွေမှာဆိုရင်သူ့လူကိုယ်လူမခွဲကြပဲထင်ရမြင်ရအမြင်ကြီးကလည်းပြန်တမ်းပြစ်ခတ်လေးရှိတဲ့လေတပ်ပိုင်းတော်တွေကအခုနောက်ဆုံးနောင်ချိုမှာတော့ စာတင်တာရဟန်းတွေသာရှီမန်းသိလို့အနိုင်ပြန်သပြီးတော့ရဲရဲဆက်ဆက်ဘုံကျဲတိုက်ခိုက်ပြီးဆက်တနက်နဲ့ပါတိုက်ခိုက်တက်ဖြတ်သွားတာဖြစ်ပါတယ်။တန်လျာရှိတဲ့လေတရဲကိုတော့ကျွန်တော်ရဲ့ဒီ video file လေးထဲမှာဖော်ပြပေးထားပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကထူးထူးခြားခြားနိုင်နိုင်ချွတ်ချွတ်သတင်းစင်တွေကိုတင်ဆက်ပေးသွားအောင်ဖြစ်ပါတယ်။အားပေးကြဖို့လည်းတောင်းဆိုပါတယ်ခင်ဗျ။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး notification လေးယူထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ